Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြသွားမှာကတော့ ChatGPT နဲ့ Canva ကိုအသုံးပြုပြီးတော့ PowerPoint presentation တစ်ခုကို3မိနစ်ထင်းနဲ့အမြန်လုံးညိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အအရင်ဆုံးအဒီ prompt လေးညိုက်ဖို့လိုပါမယ်ဆိုတော့ကိုလိုချင်တဲ့ prompt ပေါ့နော်ဒီမှာဆိုရင် give me gtai prompt to make a presentation in canva b.co လုပ်မဲ့ topic အကြောင်းပေါ့เนาะဒီမှာဆိုရင်အလုပ်လုပ်ပြပေးသားမဲ့ topic က AI in digital marketing ဆိုတဲ့ topic လေးကိုလုပ်ပြပေးသားမှာဖြစ်ပါတယ်ပြီးတော့ total ကိုလိုချင်တဲ့ slide ပေါ့เนาะ slide ကတော့ camera free version မှာက slide 10ခုအထိပဲအများဆုံးလုပ်လို့ရမှာလို့30ပဲရေးပေးထားပါတယ်ပြီးတော့ဒီအောက်က about မှာတော့ detail version ကိုအကုန်လုံးပြန်ပြီးတော့အရေးပေးပေါ့เนาะဒီမှာကတော့ general ပဲပြောမှာဖြစ်တဲ့အကြောင်းမလို့ AI in digital marketing ကို general အကြောင်းပဲရေးထားပါတယ်ကိုလိုချင်တဲ့ presentation က detail ပြီးရင်ပြနိုင်တယ်လို့ prompt ကတိတိကျကျပို့ပြီးတော့ထပ်မှာဖြစ်ပါတယ်အာ okay prompt လေးရပြီဆိုလို့ရှိရင် เนาะဒီဟာတစ်ခုလုံးကို copy လိုက်ပါ ပြီးသွားပြီဆိုလို့ရှိရင်တော့ hurricane.app ဆိုတဲ့ website တွေကိုဝင်လိုက်ပြီးတော့အဲဒီ account တစ်ခုဖွင့်ပေးပေါ့နော်ကို account ဖွင့်ပြီးသွားလို့ရှိရင်ဒီ interface ကိုရောက်သွားမယ်အခါကျလို့ရှိရင် create new ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကိုက presentation ကိုဒီ prompt ရိုက်ပြီးတော့လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ paste in test ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပါပြီးသွားရင်တော့ဒီ presentation လုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ presentation ကိုရွှေ့ပေးမယ်ပြီးရင်အဲဒီ default နေရာမှာပုံမှန် powerpoint presentation တွေလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့16ကိုအချို traditional ကိုရွှေ့ပေးပါပြီးသွားရင် เนาะဒီ quick presentation prompt ကိုရိုက်ထည့်လို့ရပါပြီဆိုတော့ခုနက copy လုပ်ထားတဲ့ prompt တွေကို paste လုပ်လိုက်မယ်ပေါ့เนาะပြီးသွားရင်ဒီဒီမှာအောက်မှာဆိုလို့ရှိရင် generate from notes or an outline ဆိုတဲ့ဥစားလေးကိုနေလိုက်မယ်ပြီးရင် continue နေလိုက်ပါ အာပြီးသွားပြီဆိုလို့ရှိရင်เนาะဟာဒီ cut by cut ဆိုတဲ့ဥစ္စာလေးကိုနှိလိုက်ပါအဲဆိုရင်เนาะဒီမှာဒီ cut alive ပေါ့เนาะ slide 1မှာပါပါမယ် slide 2မှာပါပါမယ်ဆိုတဲ့ဥစ္စာရုပ်တခါရဲသူခွဲပြီးသားဖြစ်သွားပါလိမ့်မယ်ပြီးသွားရင်เนาะဒီဘက်မှာ optional ကတော့အဲကိုလိုချင်တဲ့ထုံးလေးပေါ့เนาะကိုကဘယ်လိုမျိုးပုံစံမျိုးလိုချင်တာလဲဥမာ gen z tag ai creative စသဖြင့်စိုက်တလိုမျိုးရေးပြလို့ရပါတယ်ပြီးသွားရင်เนาะဒီဘက်မှာအဲကိုကအတူချုံမဲလိုချင်တာလားဒါမှမဟုတ်တိတိကျကျလိုချင်တာလားအများကြီးလိုချင်တာလားဆိုတော့အဲဒီမှာတော့ one size နဲ့ဒီကြကြလေးရေးပေးပြီးတော့ slide တစ်ခုနဲ့တစ်ခု relevant ဖြစ်ဖို့ပေါ့เนาะခြေဆက်မိဖို့အတွက်ကိုဥစားပေးပြီးတော့ပြောထားပါတယ်ပြီးရင်တော့ဒီမှာအဘသူတွေကိုရေးမှာလဲပေါ့เนาะကိုကဒီ presentation ကိုအရုံးကားသူတွေကိုပြောမှာလားဒါမှမဟုတ်ကြားမှာ presentation လုပ်မှာလားစသဖြင့်ရေးပေးလို့ရတယ်ပြီးတော့ပြောစီခြင်းနဲ့ tone ပေါ့เนาะ and gen z လိုမျိုးပြောစင်တာလားဒါမှမဟုတ် corporate လိုမျိုးပြောစင်တာလားကြိုက်တဲ့ tone ကိုရေးပေးပါပြီးရင်တော့ upper language ကတော့ english us ပါပြီးရင်တော့ဒီမှာ theme တွေလည်းရေးပေးလို့ရပါတယ် few more ကိုနှုတ်လိုက်လို့ရှင်လို့ရှင်ရင်အဒီတခြားကိုကိုရွေးလို့ရတဲ့ theme တွေလည်းအများကြီးဒီမှာရှိရဲပေါ့နော်ဒါပေမဲ့ lossy မှာတော့ဒီအမဲရောက် theme လေးပဲရွေးထားပေးပါမယ်ပြီးရင်တော့ image တွေကိုတော့ AI generated image တွေလည်းထည့်လို့ရတယ်လို့မျိုးအာဒီ web ကနေပြီးတော့ share ပြီးတော့ stock images တွေလည်းထည့်ခိုင်းလို့ရပါတယ်ဒီမှာတော့ lossy AI images နဲ့ပဲလုပ်ပြပေးမယ်ပေါ့နော်အာ okay အကုန်လုံးပြီးသွားပြီဆိုလို့ရှိရင်တော့ generate နှိပ်လိုက်လို့ရပါပြီ။ပြီးရင်တော့သူ generate လုပ်တဲ့ဥစ္စာလေးကိုထိုင်ပြီးတော့စောင့်ပြီးရုံပါပဲ။ င် topic နဲ့ပတ်သက်တာရဲ့အကုန်လုံးကိုသူရတဲ့လောက်ထည့်ပေးထားပါတယ်။အဲတချို့ပုံလေးတွေကတော့ဒီမှာမှားနိုင်နေပေါ့နော်။အဲဒီပုံလေးတွေကိုတော့ကိုယ်ကပြန်ပြီးတော့ပြင်လို့ရပါတယ်။ပြီးရင် အပီတော်လို့ရှင်ရင် dots ဒီဟာလေးကို save လို့ရပါတယ်အဘယ်လို save မလဲဆိုရင်ဒီအပွား share ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့လို့ရှင်ရင်တော့ဒီမှာအကို export export ထဲကိုသွားပြီးတော့ကိုလိုချင်တဲ့ပုံစံမျိုးပေါ့နော်ကို PowerPoint သွားချင်တာလား PDF view သွားချင်တာလားစသဖြင့်ရွှေ့ပြလို့ရပါတယ်ပြီးရင်တော့ရပါတယ်